အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ Dolphin Design ရဲ့ Venetia အမှတ်တံဆိပ်မှာထုတ်လွှင့်ထားတဲ့ Venetia V6 EV ကားကြောင်းလေးပဲဖြစ်ပါတယ် Venetia V6 က Dolphin Design ရဲ့ Venetia အမှတ်တံဆိပ်မှာထုတ်လွှင့်ပြီး2023ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တဲ့ All Electric Compact SUV ဖြစ်ပါတယ် Dolphin Design ရဲ့ Venetia အမှတ်တံဆိပ်ဖြစ်တဲ့ List 10စီအစီး900ကို2024ခုနှစ်ဒီဇင်ဘာလမှာမြန်မာဈေးကွက်တို့တင်ပို့ခဲ့ပါတယ် ဗနစီယာဝေးစစ်အပါဝင်ဖြစ်ပါတယ်ဝေးစစ်ကတော့ဗနစီယာကားမျိုးစားရည်ထဲမှာဈေးနှုန်းသက်သာပြီးဆက်ဆောက်ရည်ကောင်းမွန်တဲ့အတွက်ကြောင့် budget EV ဘိုင်းမှာအားကောင်းတဲ့ပြိုင်ပွဲဖြစ်လာပါတယ်ဗနစီယာကတနစ်လျင်အစည်းရေ3ဒိတ်မှ5ဒိတ်အထိရောက်ချရန်ရည်ထားပြီးတော့ Nissan Motor ရဲ့နှစ်ခုထုတ်ဝေရန်ညီမှန်းထားပါတယ်ဗနစီယာဝေးစစ်မှာ K2 Intelligent Driver Assistant ဆိုရဲကားမောင်းနေမှုကိုပုံမလုံးကြုံပြီးချုံးမွေစေဖို့အတွက်အထောက်ကူပြုနိုင်တဲ့ဤပညာများပေါက်ဆက်ထားတဲ့စနစ်တစ်ခုပါဝင်ပါတယ်။ကားတစ်စီးရဲ့အရေးပါဆုံးခန်းကဏ္ဍကတော့လုံခြုံမှုရှိစေဖို့ပါ နစီယာဝေးစစ်ကကားရဲ့ safety အပိုင်းကိုအစစ်မြင့်ထားပြီးလူချင်းမင်းနဲ့လူချင်းမင်းမိသားစုအတွက်ခီးသွားတဲ့အခါမှာလုံခြုံမှုကိုပေးနိုင်အောင်ဖန်တီးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ K2 intelligent driver assistance နဲ့ကလမ်းကြောင်းထိတိမှု LGP access မောင်းနေရမှာကားကလမ်းကြောင်းမှာလွယ်ရသည့်ကိုသိရင်နဲ့ LGP access ကစတီယာတိုင်းကိုအလိုလျောက်ပြန်လဲတက်မှတ်စေပြီးကားကိုမောင်းနေနေတော့လမ်းကြောင်းအတွင်ကောင်းစွာထိတိထားနိုင်ပါတယ်။အကွာဝေးထိချုပ်မှုစနစ်ကရှေ့မောင်းနေတော့ကနဲ့အကွာဝေးကိုစီစစ်ပြီးအမြန်နှုန်းကိုအလိုလျောက်ချိန်ဆပေးနိုင်ပါတယ်။အရေးပေါ်ကူညီမှု emergency braking system emergency break စနစ်ကအရေးပေါ်အခြေအနေတွေမှာကာရက်လိုက်ရအလိုလျောက်ကူညီပြီးထိခိုက်မှုမရှိအောင်ဆောင်ရွက်ပေးပါတယ်။ကာရက်နေစဉ်မှာ360ဒီဂရီကင်မရာစနစ်ကရှေ့နောက်ဘေးမြင်ကွင်းများကိုကြည်ကြည်ပြန့်ပြန့်ပြသပြီးလမ်းတစ်လျှောက်လည်းကိုမောင်းနှင်နိုင်စေပါတယ်။ rear view ကင်မရာနောက်ကြည့်ကင်မရာကကားအနောက်ဘက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်စေပြီး parking စာနောက်ဆုံးနိုင်ပါတယ်။ rear parking ဆဲဆော့များပါဝင်တဲ့အတွက်ကား parking ထိုးတဲ့အခါမှာအသားစီးတွေကိုသိရှိနိုင်အောင်ကူညီပေးပါတယ်။ဗနစီယာဘွေအစ်စ်ရဲ့ Blind Spots Mandatory BSM ကအခွေကွင်းနေရာကိုစောင့်ကြည့်ပြီး NAK အောင်ကူညီပေးပါတယ်။